ငါးနဲ့ငါးနဲ့ငါးနဲ့လောက်နဲ့ generation တွေအချိန်နေတာအဲ့တော့တော်တော်လိုက်ပြီးတော့မချိန်ဘူးလိုက်ပြီးတော့မလေးလောက်ဆိုရင်ကိုကြံခဲ့လိမ့်မယ်တမန်နိုင်ငံမှာရှိတဲ့လူ94တန်းကိုတယောက်ကိုတပေါင်းပေးမယ်ဆိုကိုဘယ်လောက်ရမှာလဲအဲ့ဒီ94တန်းရင်တစ်ဝက်ပေါ့တော့မှ7ပုံတော့5သိန်း4တောင်း5သိန်း4တောင်းအကိုအဲဗာလေဒီတစ်နှစ်ကိုတပေါင်းပေးမယ်ဆိုကိုဘယ်လောက်ရမှာပြောသိန်း5000 4000လောက်မသိရဥပမာဟုတ်လားမသိနော်ထင်တာပြောတာသင်ချာနည်းနည်းတွေ့ကြည့်ပေါ့ တို့အားလုံးအကောင်းဆုံး distribution နဲ့ဖြန့်ချီလို့ရတဲ့ကိစ္စက internet ပဲအဲ့တော့ကိုက TikTok မသွားခြင်း YouTube မသွားခြင်းဟိုကမသွားခြင်းဒီဟာမသိအဲ့ဒါတွေအားလုံးကကိုကို business society လုပ်နိုင်တယ်လို့ပဲဟိုအရင်တော့အလိုမျိုးပဲကြီးကြပ်ပြီးသွားမယ်ဆိုတာမဖြစ်နိုင်ဘူးကိုငငယ်လေးချီသေးတယ်ကိုကိုအရင်ကြီးနေယူနေတယ်တေးွားလာတော်သေးတယ်မတေးသေးပဲနဲ့နောက်10နဲ့20နဲ့30မှာသူများတွေကလမ်းပြန်နေပြီးတော့ကိုက dynamic set နေတယ်ဘယ်လိုလုပ်မလဲဟုတ်လားမသိကိုတေးဦးမှာမဟုတ်ဘက်ကရှိရှိနေရအောင်ပါအဲ့ဒါရှိရှိနေရအောင်ပါဆိုတော့အဲ့ဒီခက်နဲ့စီလျော်တဲ့အာဒီ lesson learning တွေကိုဆက်လုပ်မှရမယ်လက်ခံလက်ထောင်ပြောဆိုပြအောင် တော့ချိန်မှာချိန်ချင်းချင်းပြီးတော့ကလေးတွေနဲ့ပေါ့အဲ့တော့အဲ့ဒီ16 19 20 22 20နဲ့တို့တွေကဒီပညာပို့ပြီးတော့အများကြီးသူကဟိုဒါနေ9နဲ့9နဲ့9နဲ့လောက်နဲ့ generation တွေကချိန်နေတာအဲ့တော့တော်တော်လိုက်ပြီးတော့မချိန်ဘူးလိုက်ပြီးတော့မလေးလောက်ဘူးဆိုရင်ကိုကြံခဲ့လိမ့်မယ်ကလေးတွေကဟိုစသချင်းမှာတို့လာသာအများကြီးပြီးဖို့မလိုဘူးလေအဲ့တော့သူများပေးတာတဲ့တသိန်းနဲ့သိန်းလောက်ပို့ပေးလိုက်ရင်တို့ကိုယ်စီမှာပျော်ပြီးလာနေတို့စမ်းသပ်စရာကွင်းပေးလိုက်တို့မှာ idea လေးတွေရှိတယ်တို့တို့နဲ့နည်းနည်းကိုအချိန်ပေးဖို့ပဲလိုတာအချိန်ပေးနည်းနည်းစမ်းကြည့် risk နဲ့တဲ့နေရာတွေမှာစမ်းကြည့်ဒီသဘောတွေပေါ့